ုညာပြောတဲ့ United အသင်းအတွက်ပထမဦးဆုံးတွင်းကိုကြောင်း Owen Sport ကနေပြန်လည်ပြီးတော့ကျူးဇလဲပါရီ Manchester United အသင်းက Premier League ပွဲစဉ်ကိုဖြစ် Brighton အသင်းကိုအင်္ဂွေမှာ6-2ဆိုတဲ့ရလနဲ့အနိုင်ပွဲရယူနိုက်ခဲ့ပြီးဖြစ်ပါရီ United အတွက်ကတော့ဒီအနိုင်ပွဲကအတော်လေးကိုမှထူးခြားခဲ့ပါရီ United အသင်းကဒီပွဲမတိုင်ခင် Brighton အသင်းနဲ့နောက်ဆုံးထိတိုက်တွေ့ဆုံမှု9ချိန်မှာ၄ချိန်အထိကိုမှရှုံးနိမ့်ထားခဲ့တာပါဒီလိုအခြေအနေကနေ United အသင်းကအင်္ဂွေမှာ9ပြည့်နိုင်ပွဲတစ်ခုကိုပြန်လည်ရယူသွားနေခဲ့ပါရီ ဒီပွဲမှာဘရာဇီးကွင်းနဲ့တိုက်စစ်ကစားသမားမာတီးယပ်စ်ကွန်ညာက United ကစားသမားဘဝပထမဆုံးသွင်းဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ကွန်ညာကတော့ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းရရှိသွားခဲ့တာပါ။ပွဲပြီးအင်တာဗျူးမှာလည်းကွန်ညာက United ကစားသမားဘဝပထမဆုံးသွင်းဂိုးနဲ့ပတ်သက်ပြီးအခုလိုမျိုးပဲပြောဆိုသွားခဲ့တာဖြစ်ပါတယ်။နောက်ဆုံးတော့ United အတွက်ပထမဆုံးသွင်းဂိုးရခဲ့ပါပြီ။ကျွန်တော်ဒီအတွက်အများကြီးကိုမှကြိုးစားခဲ့ရပါတယ်။ကျွန်တော်တကယ်ကိုမှပျော်ရွှင်မိစေပါတယ်။ကျွန်တော်ပရိသတ်တွေကိုပြောချင်တာကတော့ကျွန်တော်ကသူတို့တွေကတယောက်ပါပဲ။ ဒီသင်းကိုကြည့်ပြီးတော့ကြီးပြင်းလာခဲ့ရတဲ့ဒုတိယအတွက်ကတော့အသင်းကိုကူညီရတာကခံစားမှုတွေကရောထွေးနေပါတယ်။အသင်းကိုကူညီနိုင်ဖို့ဆိုတာကအမြဲတမ်းကျွန်တော်ရဲ့အိမ်မက်ဖြစ်ခဲ့ပြီးတော့အခုအမှန်တကယ်ဖြစ်လာခဲ့ပါပြီလို့ဘရာဇီးလ်ကဖွင့်ရပြောဆိုသွားခဲ့တာပါ။